ားလေးဟာလို့အားလုံးပဲမင်္ဂလာပါရှင်လက်ဖြူရဲ့လောဘမကြီးပါနဲ့ရဲ့နောက်ဆုံးပတ်တရီလေးလာပါပြီနော်ဒီတစ်ခါပြောပြမယ်ခေါင်းစဉ်လေးတွေကတော့ဒီနေ့အော်စတြေးလျကိုဂျာမန်စာနဲ့တွိုင်းမိသေးလားနောက်တစ်ခုအော်စတြေးလျနဲ့တွိုင်းခလေးခေါ်သွားလို့ရလားတစ်ခါတည်းဒါမှမဟုတ်နောက်ပိုင်းမိသားစုခေါ်လို့ရလားနောက်ဆုံးတစ်ခုကတော့အော်စတြေးလျပြည်သားနဲ့နိုင်ငံသားတန်းဖြစ်လားဒီကုန်လေးတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်နော်ဒီမှာပထမအောင်ဆုံးမိကွန်ဖြစ်တဲ့အာရှေးနှစ်ကိုအော်စပီရိုနဲ့တွားမယ်အခုမှဂျာမန်စာသင်မိသေးလားဆိုတော့ ခေါင်းစဉ်လေးကိုပေါ့နော်လက်ဖြူရှင်းပြသွားမှာဖြစ်ပါတယ်။လက်ဖြူပြပြချင်တာကကိုကဂျာမနီကို၈နှစ်အောက်စပီရိုနဲ့တွားချင်တယ်။ documents တွေကလည်းအစုံလင်းရှိတဲ့အကုန် prepare လုပ်ပြီးသား interview တွေအတွက်လည်းအကုန် prepare လုပ်ပြီးသားဆိုရင်တော့ရကောင်းရနိုင်ပါလိမ့်မယ်။ဒါပေမဲ့ကိုက၈နှစ်ထဲတော့ဂျာမနီကိုအော့စပီရိုနဲ့သွားခြင်းလေအခုမှဂျာမန်စာစတင်ရမှာဒါမှမဟုတ်တချို့ဆိုဂျာမန်စာသင်တန်းတော့မအဲ့ရသေးဘူးဆိုတာရှိသေးတယ်။တချို့ကျတော့လည်းဘာသင်တန်းတက်ရမှမသိဘူးတွေ့ဝင်နေတော့ဘယ်နိုင်ငံလိုက်လို့လိုက်ရမှမသိဘူးတွေ့ဝင်နေတော့ဆိုတာမျိုးလည်းရှိတယ်။ အဲ့လိုမျိုးဆိုရင်တော့နည်းနည်းခက်ပါတယ်ဘာလို့ဆိုဒီ Auschwitz လျှောက်တာကတစ်နှစ်တွင်းမှာပဲဂျာမန်စာတင်ရင်းနဲ့အလိုလိုဟိုဂျာမနီရောက်သွားတာမျိုးမဟုတ်ဘူးပေါ့နော် သူ့ရဲ့ process ကကြတော့ကိုကအရင်ဆုံးဒီဂျာမန်စာတက်မြအောင်သင်ရတယ်ပြီးရင် level တွေကလည်းရှိတယ် A1 A2 B1 B2 စသဖြင့်ပေါ့နော်ပြီးတော့ရင်ကိုကဆက်မေးဘွက်ဖြစ်မယ်ဆိုရင်လည်းဆက်မေးဘွက်နေရာရအောင်အရင်ဆုံး register လုပ်ရတယ် admission လုပ်ရတယ်ပေါ့နော်အဲ့ဒီအခါမှာလည်းလူအများများတဲ့အခါကျရင်ကိုကကိုဖြည့်ခြင်းနဲ့လာမှာမဖြည့်ရဘဲနဲ့စောင့်ရတာမျိုးရှိတယ်အဲဟုတ်ပြီဆက်မေးဘွက်ဖြည့်ပြီးသွားပြီဆက်မေးဘွက်ဖြည့်သွားပြီဆိုရင်လည်းဒီ result ထွက်ဖို့အတွက်က၄ဘက်ကနေ၆ဘက်ကြာပါတယ်ပြောရရင်တလားတလားကြော်ကြော်နေပါတော့ကြာတယ်ပေါ့နော် ပြီးတော့ရင်ကိုကဒီကိုရှောက်မဲ့အလုတ်ရှင်ကိုရှာရမယ်အေဂျင့်နဲ့ရှာထားတဲ့လူဆိုရင်တော့ဒါတစ်မျိုးပေါ့နော်ထပ်ပါတော့အလုတ်ရှင်ကိုရှာပြီးသွားပြီဆိုရင်အင်တာဗျူးတွေပဲ prepare လုပ်ပြီးအင်တာဗျူးဖြေအဲဖြေလို့အောင်သွားပြီဆိုရင်တော့တစ်မျိုးတစ်နှစ်အတွင်းမှာပေါ့နော်အဲ့လိုမှမအောင်ဘဲနဲ့ဟိုဘက်ကလည်းမရွေးဘူးဆိုရင်ကိုကနောက်ထပ်အလုတ်ရှင်ထပ်ရှာထပ်ပြီးတော့အစအဆုံးအင်တာဗျူးတွေပဲ prepare လုပ်ဆိုတော့တစ်နှစ်အချိန်အတွင်းကလက်ဖြူတော့ဆိုရင်တော်တော်လေးကတ်တယ်လို့ပြောရမှာ အဲအရင်အကုန်လုံး documents တွေလည်းစုံပြီ certificate တွေလည်းအကုန်စုံနေရလူဆိုရင်တော့တစ်နှစ်အတွင်းလျှောက်လိုက်လျှောက်တာကတော့တစ်မျိုးပေါ့နော်တခါတလေဟိုဘက်ကအလုပ်ရှင်ကလည်းចောင်းသားတွေပါတယ်သူတို့မှပြည့်နေတဲ့အခါမခေါ်တာမျိုးလည်းရှိအရင်မကြိုက်ရင်ပေါ့အရင်ကြိုက်တယ်ဆိုရင်တော့သူတို့ကတော့ခေါ်ပါတယ်တော့လည်းပြပြချင်တာကလို့တချို့ညီမလေးရှိရမညီမရှင်းနှစ်ဂျာမနီကိုသွားမလို့အခုတော့မှ Abraham လောက်ဖြစ်နေနော်ညီမရှင်းနှစ်ဂျာမနီကို Australia နဲ့သွားမလို့အဲ့ဒါအခုမှ German စာသင်မိသေးလားတော့ပါတော့ကြတော့ ဘယ်လိုပြောမလဲ yellow ကမကြည့်ပါနဲ့သူ process လေးနဲ့သူသွားတေချာလေး plan လုပ်ထားတယ်ကိုကလည်းအချိန်ပေးပြီးဂျာမန်စာသင်ထားတယ်တေချာရအောင်ဖြည့်ထားတယ်ဆိုရင်တော့တမျိုးပေါ့နော်လူဆိုတာတောင်းကြောက်ကန်းလည်းမတူလीနော်လေဖြူကတန်းပြီးတော့တိုက်ရိုက်ကြည့်ဒီနေ့တစ်နှစ်အတွင်းနဲ့တော့မရအောင်လို့ပြောလို့တော့မရဘူးဒါပေမဲ့ခက်ပါအေးတေချာ plan ခြင်းလည်းဆိုရင်တော့တစ်နှစ်ခွဲရနေနှစ်နှစ်အတွင်းလောက်တော့ plan ထားပါလို့လေဖြူပြကျမတယ်ဒုတိယတစ်ခုအောက်စပေးရုံလောက်တဲ့အခါခလေးပါခေါ်ပါလို့ရလားလှုပ်ရှင်တွေကတော့တရားဝင်မင်းတို့ခလေးခေါ်ခွင့်မရှိဘူးလို့တော့ ရေးမထားဘူးပေါ့နော်ဟိုလည်းပြလည်းနားလေတဲ့ကိုကမိပါလေနော်ကိုကကိုကလေးကိုပဲတယောက်ထဲထားခဲ့ခြင်းမဟုတ်ဘူးလေဒါမှမဟုတ်ကိုသွားတဲ့ခါလည်းတခါတည်းကိုကလေးကိုကိုခေါ်ဝါးချင်တာမျိုးလည်းပြနားလေဒါမဲ့တခုရှိတာကအောက်စပီရုံမှာတည်ထားမှာကဒီအောက်စပီရုံကကိုတကွေစာပဲဖူလုံတာပါ insurance တွေ tax တွေကအစားတယောက်စာပါပဲကိုကကလေးပါခေါ်မယ်ဆိုရင်ကလေးအတွက်ကိုကိုကဒီ financial stable ဖြစ်ကြောင်းကိုဘဏ်နဲ့တသက်နှစ်စဉ်နဲ့တိုင်း block account လိုမျိုးနဲ့ပြပေးရမှာဖြစ်ပါတယ် ီမှာဖြစ်တဲ့ပြဿနာတော်တော်များများကမြန်မာနိုင်ငံမှာကဒီငွေကြေးအရင်မတက်နိုင်တာရဲ့နောက် block account မပြနိုင်တာရဲ့အကြောင်းအောက်ဆွေးတော့တော်တော်များများရွေးကြတယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုကဒီ ausco တော့ကတော့ ausway room contract ကြောင့်အာလုံလောက်သွားပေမဲ့ကလေးအတွက်ကိုကတော့တသက်ကြီးနှစ်စနစ်စနစ်စပြပေးဖို့တော့ကြိုက်တော့အမောင်းကလည်းများပါတယ်။ပြီးတော့အရင်တော့တစ်ချီကြိုက်မနေဘူးပေါ့နော်။နောက်တစ်ခု ကဲထားပါတော့ဒါကတော့ finisher ဘိုင်းကိုက okay finisher ဘိုင်းလည်းတက်နိုင်တယ်အဲပြနိုင်တဲ့ပန်းနဲ့ဟုတ်ပြီနောက်တစ်ခုရှိသေးတယ်အောက်စပရင်လုပ်တဲ့အခါအမေဖြစ်သူကဒီတနေ့ကိုအချိန်ပြည့်၈နာရီအလုပ်လုပ်ရပါတယ်အဲ့ဒီအချိန်မှာကလေးကိုဘယ်နှတော့ထားမလဲပေါ့ပြီးရင်ကိုအလုပ်လုပ်နေတဲ့အချိန်မှာဘသူကထိန်းပြီးမှလဲဂျာမနီမှာအသက်မပြည့်သေးတဲ့ကလေးတယောက်ကိုအိမ်ထဲမှာတယောက်တည်းထားခဲ့လို့လည်းမရပါဘူး ကျောင်းဝင်ပို့မယ်ဆိုရင်လည်းကိုကတောင်အောက်စပီရိုနဲ့မနေရအောင်လာတာခလေးကိုကြောင်းတန်းထားဖို့လည်းမလွယ်ပါဘူးနောက်ပိုင်းကြောင်းတက်လို့ရကြောင်းထားလို့ရတယ်ခလေးကကြောင်းတက်လို့ရသွားတယ်ဆိုရင်တော့မှခလေးတွေရဲ့ကြောင်းချိတ်ကတစ်ခါတလေတစ်မျိုးလေးစီပါဥပမာပြောရမယ်ဆိုရင်လက်ဖြူရဲ့တူမလက်ဖြူတူမကြောင်းပိတ်တဲ့ရက်တွေမှာထပ်ပါတော့ဒီ zoma fairy and winter fairy လို့ပိတ်တယ်ပေါ့နော်ဒါမှမဟုတ်ပိတ်ရက်ဒီမှာပိတ်တဲ့အခါကျရင်လက်ဖြူရဲ့အမဒါမှမဟုတ်လက်ဖြူရဲ့ခဲကို၂ယောက်ထက်တစ်ယောက်ကတော့အများနဲ့အိမ်မှာနေပေးရပါတယ် တခါတလေကလေးဖြားတဲ့အခါဆိုရင်လည်းအိမ်ကမိဘကအော်တယောက်ကတော့ကြောင်းဖြန်ဖြစ်မဖြစ်အလုပ်ဖြတ်ပြီးတော့အိမ်မှာနေပေးရပါတယ်။ကလေးကိုတယောက်တည်းအမြဲတမ်းထားလို့မရပါဘူး။ဂျာမနီမှာကလေးဖျားတဲ့အခါမိဘကခွင့်တင်ခွင့်ရှိတယ်ဆိုပေမဲ့လေကိုကအခုမှဂျာမနီကိုစစချင်းရောက်လာတာဘဝစဖို့ရုန်းကန်နေရတဲ့အချိန်မှာခဏခဏပြက်နေတော့ဒီ probacy 6လောက်မှလည်းအရင် ဟုတ်မနေဘူးပေါ့နော်။နောက်ပြီးအမေလုံးမဲ့အော့စပီရိုကလက်ပီရိုလို့ဒီ nurse အပိုင်းအော့စပီရိုလုံးမဲ့ဆိုရင်ပို့ဆိုးပါတယ်။ဘာလို့ဆိုလက်ပီရိုကအဆိုင်၃ဆိုင်နဲ့အလုပ်လုပ်ရပါဗျ။မနက်ဆိုင်ရှိတယ်၊နေ့လယ်ဆိုင်ရှိတယ်၊ညဆိုင်ရှိတယ်။ Okay ကိုညဆိုင်ဆင်းတဲ့အခါမှာခလေးကိုကိုပြီးတော့နားတော်ထားမလဲ။ ညဘက်ကသူနားရဲ့အိတ်နေဆိုမဲ့ကလေးကိုတောက်တဲ့အိတ်ခိုင်းထားလို့ကလည်းမရပြန်ဘူး။နောက်တစ်ခုရှိသေးတယ်။အိတ်နေပါရင်ငားတဲ့အခါမှာလည်းကိုကတယောက်တည်းလွတ်လွတ်လပ်လပ်ဆိုရင်တော့ဗေဂီလိုအဆောင်မျိုးတွေပါရင်မဖြစ်သလိုနေလိုက်လို့ရတယ်။ဒါပေမဲ့ကလေးပါလာပြီဆိုတဲ့အတွက်ကလေးအတွက်တည်တဲ့အခန်းလိုပြန်အောင်အဲ့လိုကြတော့ကိုကဗေဂီမှာ15နေလို့ကလည်းမရပြန်ဘူး။အင်ရှားပါတယ်။အဲ့တော့တစ်ချက်လက်ဖြူစဉ်းစားစေချင်တာပေါ့နော်။ခေါ်သွားချင်တာနားလဲတယ်။ကိုနဲ့တူတူရှိစေချင်တယ်နော်။ဒါပေမဲ့တူနေချင်တာလည်းလက်ဖြူနားလဲတယ်။ဒါပေမဲ့ပြဿနာကကိုတော်မှကိုကကိုတယောက်တည်း survive တော်တော်လောက်ရမယ်ဟာကိုဒီကလေးအတွက်ပါကိုကလိုက်ယုံနေရမယ်ဆိုရင်တော့တော်တော်လေးကိုခက်ခဲနိုင်နေပေါ့နော်။ဒါပြအဲ့ဒါလေးပြပြချင်တာပါ။နောက်ဆုံးမိကွန်းလေးကတော့အော့စပီရွန်ပြီးရင်နိုင်ငံသားတန်းဖြစ်လာဆိုတာပါလေပါ။မဖြစ်တော့ပါဘူး။ ဘာလို့ဆိုအရင်တော့ကတော့အဲ့ law တခုတက်လာတယ်။အုံနှစ်နေထားတဲ့အဲ့ဒီတွင်မှာမဒီဂျာမနီကတတ်မှတ်ထားတဲ့ဒီဂျာမန်စာစေအိုင်းစလဲပြီးထားတယ်ဆိုရင်နိုင်ငံသားအစရှောက်ခွင့်ရှိတယ်ဆိုတဲ့ law လေးတခုအရင်ကရှိပါတယ်။အခုမရှိတော့ပါဘူးပျောက်သွားပါပြီ။အဲ့တော့အခု letter law ကတော့ဗာကြံသေးလဲဆိုရင်ဂျာမနီမှာ officially ၅နှစ်နေထားရမယ်။အာ I'm Bulgarian test အောင်ထားရမယ်။ပြီးတော့ရင်ဒီ ဂျာမန်စာ language ကတော့ B1 ရှိရမယ်အာထားပါတော့အလုပ်တို့ပါလို့ဆိုရင်အိန္ဒိယအစဒီ registry degree နေအကုန်ရှိထားမယ် documents တွေစုံစုံလေးလေးရှိတယ်ဆိုရင်တော့9နှစ်နဲ့အထက်ဆိုရင်တော့စလျှောက်ခွင့်ရှိပါတယ်ဒါပေမဲ့စလျှောက်တယ်နဲ့ကိုကဘုံဆိုရင်ဂျာမန်နိုင်ငံတိုင်းဖြစ်မသွားပါဘူး processing time ကရှိပါတယ်ကြာပါတယ်ဂျာမနီကထုံးစံတိုင်းအဲ့တော့သူတို့က12လနဲ့17လအတွင်းနည်းဆုံးကြပါတယ်အဲ့ဒီမှာမှာကိုက documents မစုံတာတော့တခုခု တလေးဖြစ်တယ်ဘာညာတလာကဆိုရင်အာအချိန်အတိုင်းတာမရှိဘူးကြာနိုင်ပါတယ်လို့ပြောထားပါတယ်ဆိုတော့အရင်တော့ဟိုတန်တော့မဖြစ်ဘူးမလွယ်ဘူးပေါ့နော်သူ process လေးတိုင်းတိုင်းတော့အချိန်တော့ဆောက်ရမယ်အဲ့တော့အခုတွက်ထားမယ်ဆိုရင်တော့၃နှစ်၄နှစ်နဲ့မရတော့ဘူးအာ၆နှစ်ကနေ၈နှစ်အတွင်းတော့တွက်ထားလို့ရပါတယ်အခုတချို့ကဟိုဟာ auxiliary room ပြရတယ်ပြရတက်လျှောက်လို့မရအောင်လားဆိုရင်တော့ပြရတော့လျှောက်လို့ရတယ်ဘာလို့ဆိုကိုက job contract တွေကလည်း unlimited ပါ냐တာကရပြီးတော့ရင်အာ financial violence တွေပဲဖြစ်တယ်အိမ်ဒီပိုင်းလည်းတွက်နေသူရှိနေပြီးအဆင်ပြေနေပြီဆိုတော့ရှောက်ဝင်ရပါတယ်ဒါပေမဲ့တခုရှိတာကကိုကရှောက်လေကိုရဲ့ office မှာ parliament date ကဒီရပြည်တော်မြန်မာနိုင်ငံ passport ရဲ့ date ပေါ့နော်ဆိုတော့ passport တက်တန်းကုန်သွားရင်အဲ့ဒီ office ကလည်းဆက်သုံးမရပါဘူးအဲ့တော့ passport တက်တန်းကိုလည်းအများအား အိမ်ဆန်းလုပ်နေရမယ်ပတ်စပို့တတန်းတိုးပြီးကနဲ့ဒီဘက်မှာလည်းပြန်ပြီးတော့တိုးရမယ်အကယ်၍ပတ်စပို့က9နှစ်တို့ပါလို့ရတယ်ဆိုရင်တော့ကိုကဒီဘက်မှာ9နှစ်တို့ပါလို့ထည့်ရပါဒါပေမဲ့တခါတည်း PR ရပြီးရတဲ့စလုံးတိုးစရာမလိုတဲ့ဟာမျိုးတော့မဟုတ်ပါဘူးအများအားနဲ့ဆက်တိုးရမှာဖြစ်ပါတယ်လက်ဖြူဒီဗီဒီယိုလေးမှာပြောပြတဲ့အကြောင်းအရာတွေကတချို့နေရာလေးလွဲကောင်းလွဲနေလိမ့်မယ်။ဘာလို့ဆိုလက်ဖြူကစာအုပ်ထဲကနေကြည့်ပြီးပြောတာမဟုတ်ဘဲနဲ့လက်ဖြူတုံ့တွေ့နေရတယ်လက်ဖြူလုံနေရတဲ့ဟာတွေ။နောက်ဒီလက်ဖြူအတီတွေက ဒီကြုံတွေ့ရတဲ့ကိစ္စတွေမိသားစုတွေကကြုံတွေ့ရတဲ့ကိစ္စတွေကိုလက်ဖြော်ဥပမာလေးအနေနဲ့ပြောပြသွားတာဖြစ်တဲ့အတွက် process တွေတောင်းနေတောင်းမတူတဲ့တွေ့ကွဲပြားနေနိုင်ပါတယ်အဲ့ဒါကိုမဟုတ်ပါဘူးသူပြောတာအဲ့လိုမဟုတ်ပါဘူးညာဦးထင်နေတော့လဲတမျိုးပေါ့နော်ဒါတော့လက်ဖြူကဒီဗီဒီယိုလေးမှာလက်ဖြူတီးတဲ့လောက်လက်ဖြူကြုံတွေ့ရတဲ့လောက်ကို sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ gain ဒီဗီဒီယိုလေးတော့လက်ဖြူဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဒါမဲ့ဗီဒီယိုလေးရဲ့ခေါင်းစဉ်ကတော့ဂျာမနီကတကယ်ပဲရွေးတင်တာလား ဒါမှမဟုတ် Dark Sides of Germany ကဘာတွေဖြစ်မလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုလေးတွေကိုတော့လက်ဖြူအရင်ဆုံး TikTok မှာတင်သွားမှာဖြစ်တဲ့အတွက်နောက်2ရက်3ရက်လောက်ဆိုရင် TikTok မှာစာပြီးတော့ကြည့်ရှုနိုင်ပါပြီ။အားလုံးလည်း Chelsea Cupsy ပါကျေးဇူးတင်ပါတယ်လို့လက်ဖြူဗီဒီယိုလေးကြည့်ပြီးလို့လည်း Like and Share လုပ်သွားဖို့လည်းမမိနဲ့ဘူးနော်။မေ့ချင်တဲ့ဟာလေးရှိရဆိုရင်တော့လက်ဖြူရဲ့ဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေရေးပြီးမေးခဲ့လို့ရပါတယ်လက်ဖြူဖြည့်ပေးပါမယ်လို့အားလုံးပဲ juicy coffee ပါချောက်ကကော